မင်းတော်ဗျာအလုပ်ကျမ်းမပါစေချမ်းသာပါစေနော်ပိုင်ရကိုမျက်နှာနဲ့အတန်ကြားလို့အားလုံးပျော်ရွှင်ကြပါစေဗျာဒီနေ့က9ရက်လေးလ2025ပေါ့နော်ဒီစီးကြောင်းလေးပြောမယ်ဆိုလို့ရှင်ဒါတမဘက9ရက်နေ့ကစပြီး20ရက်နေ့ဒီအပြက်ခက်ရက်ဆဲတယ်အဲ့ဒီပြက်ခက်ရက်ဆဲသွားမှုတည်ပြီးတော့ဘာပြက်လို့ရက်ဆဲရတာလဲဆိုရင်တို့ကအော်တယ်နော်ဟုတ် တည့်တစားလို့ပုံစံမျိုးဟိုခုတရွတ်တရွတ်လို့ပြောတတ်တဲ့သူတွေအဖွဲ့အစည်းတွေကအကုန်လုံးထအော်တယ်နော်အော်တယ်ဘလို့အော်တယ်လေဟာဒီမှာသူတို့ကဟိုငလျင်ဘေးဒဏ်တင်နေတဲ့တဘာဝဘေးဒဏ်တင်နေလူတွေသူတို့ကကုနေကယ်ဆယ်လို့မရဘူးဘာဖြစ်လို့မရဘူးတောင်းတော့ဒီဘက်ကစစ်ကောင်စီကဘာဖြစ်တဲ့ညာဖြစ်တဲ့ပြောလို့ကဲဟုတ်ပြီနေရင်းနဲ့22ရက်နေ့အထိကိုလုံးဝတစ်ဖက်တည်းအပြစ်ခတ်ရဆဲပေးလိုက်တယ်ဒါမဲ့အရင်ကပြောထားတဲ့စကားရိုးရိုးလေးပဲ အဲတက်မလို့တက်စကန်းနေနေမြေချဲ့တင်တာတွေမလုံးနဲ့လူစုဆောင်တာတွေမလုံးနဲ့ဒါလက်နဲ့တက်စင်တာတွေမလုံးနဲ့ဒီတိုင်းပဲရိုးလက်ရှိရောက်ရှိတဲ့နေရာမှာနေပြီးတော့ရောက်ရှိနေတဲ့နေရာမှာရှိနေတဲ့လူတို့ကိုကယ်ဆယ်ဖို့အတွက်ကိုလှုပ်ဆောင်ပေးတယ်။အဲ့တော့ဘာဖြစ်လဲ။အဲတနိုင်ငံလုံးတီးဖို့တကဘာလုံးတီးဖို့ပိုင်ရဲကိုစကားတခွန်ပြောလိုက်မယ်။ပောက်ခွေရတွေရှောက်ပြောပြီးတော့လှုပ်တယ်။ဟုတ်လား။ပြီးတော့ညောင်ကျိုးဝင်တိုက်တယ်။ဟာလားပြီးတဲ့အခါကျတော့တက်ကစကန်းဆုပ်ပေးလိုက်တယ်။ရှုခင်းသားမှာသွားပြီးတော့ဟိုနေခန်းစစ်ပြင်တယ်။ ဟုတ်လားအဲ့တော့အဲ့လိုလာတိုက်တာကိုတိပြီးအဲ့လိုလာတိုက်တာနေရာတိုင်းမှာရှိတာနော်ညာဆိုလည်းဒါကျွန်တော်တို့ဟိုနေမှာဘမောမှာဟိုနေဘက်ကိုဒါထောင်ဘက်နာဒီကိုအယောက်၄50လောက်နဲ့တက်လာတယ်နော်နောင်ချိုထုံနီး၎င်းလုံကျွေးစကန်ကိုတက်စကန်တွေကိုတောက်လျှောက်လာလာတိုက်တယ်ဟိုဘက်မိုးပြဲတောက်လျှောက်တောက်လျှောက်လာတိုက်တယ်နော်ကျွန်တော်တခုချင်းရှင်းမပြတော့ဘူးအရင်များနေလို့အဲ့တော့ KIA ဆိုလို့ချင်း KIA ဌာနချုပ်ဘာလို့သွားမဖြစ်တာဒီအကွက်ကိုချပြပြီးဒီမြောင်ရှင်းရမှာမဟုတ်ဘူးလားကျွန်တော်မသိလို့မေးတာရခိုင်ဒီအကွက်ကိုထောက်ပြပြီးဒီမြောင်သွားပြီးဘုံကျဲပြီးတခါတည်းရှင်းရမှာမဟုတ်ဘူးလားအဲ့တော့အကြံဖက်ပြောင်းပါလေနှမဆိုတမ်းမလို့အချောက်ထင်နေကြတယ်အားဒီအားလကားကသူကရန်ငါတို့ကတုတ်လိုက်လို့ကျင်ကကတကတဲ့ဆိုအဲ့မှနေတဲ့တပ်မတော်သားတွေအကုန်သိအကုန်သိအဲ့မှရရွာသားတွေဒုက္ခတွေရောက်ဟိုမှာလာပြီးတော့ပြက်ခတ်ရလာပြက်ပြက်တဲ့ခါကျပြည်သူတွေဒုက္ခရောက် ဟုတ်လားတမ်းမောင်းနေနဲ့ကျွန်တော်ပြောရင်ဒါရုံရုံလေးပြောရနော်ကျွန်တော်ပြောတဲ့စကားရှင်းရှင်းလေးကို့လာထီရင်ထီမယ်ဆိုတဲ့မူဝါဒပြောဆိုထားတဲ့အတိုင်းလှုပ်ဆောင်ပါဟုတ်လားလာထီတဲ့နေရာလေးတော့ကိုပြစ်မယ်ဆိုရင်တော့လာမှာပဲလာမှာပဲနေတိုင်းလာမှာပဲအဲ့လိုဖြစ်နေမှာတကြံတွင်းဆိုပေါ်တော်ဆိုးမယ်ပေါ်တော်ဖြစ်ဝုံးမယ်ဒါမျိုးတွေဟာဟုတ်လားဒီချိန်မှာဌာနချုပ်တွေကိုဗျာ၄၅၀အသွားပြီးတော့တုတ်ပေးလိုက်ပါအခုဟာလာနောက်ချုံမှလည်းခြားတယ် နောက်ကျမှပလောင်ဆုံးပလောင်ဌာနချုပ်နန်းဆန်တော်ကသွားတုပ်ပလိုက်တခါလဲရှင်းလို့တခါလဲဖြုတ်ပလိုက်ဒါကျွန်တော်ကဒါယူယူပြောတာကျွန်တော်ကအမှန်တိုင်းပြောတာဘီသူဘက်ကရက်တယ်ဘီသူဘက်မှာရှိနေတယ်တက်မလို့တက်မတော့ဘက်ကိုပြန်ထောက်ခံတယ်တက်မတော့ဘက်ကိုရက်တည်တယ်ဒါနဲ့ဒီနေ့ဒီချိန်ထိတက်မတော့ဘက်ရက်တည်တယ်ဆိုစိတ်ထားမှန်ကန်ဆောင်နဲ့ရက်တည်တာပိုင်ရန်ကိုစိတ်ထားမှန်မှန်ကန်နဲ့ရက်တည်တာတစ်ချက်မှမရှိဘူးပိုင်ရဲကိုတမန်ကြောင့်ပိုင်ရဲကိုစပြီးတော့ပြောလာတဲ့စစ်တာလိုက်နားထောင်ကြည့်လိုက် ဘယ်တက်ကအရာရှိတကူတောင်ရဲဘော်တောင်မှာဆဲဆိုပြောဆိုပြီးရိုင်းဆိုင်တဲ့စကားသုံးလုံးတစ်ချက်မှမသုံးဘူးပိုင်ရဲ့ဘာဖြစ်လို့လဲဆိုတော့နိုင်ငံဝင်ကိုထမ်းတာလေးစားနေတာကျောင်းတော့မလုံနိုင်ကျောင်းနိုင်ငံဝင်တိုင်းလို့လာဒီလာစားဒီနှစ်ပွဲလျှောက်ပြနေမလုံနိုင်ဘူးအဲ့ဒီနိုင်ငံရဲ့ဝင်ပြည်သူ့ရဲ့ဝင်နိုင်ငံဝင်ထမ်းတော့ပြည်သူ့ဝင်ကိုထမ်းမရတာဟိုလူလောင်လို့စီးရင်ပဲဆိုတော့ဒီကဟိုလူလောင်လို့လူတွေတော့ပြောတော့တာကျွန်တော်အိမ်မှာလူ၄၅ရောက်၂၀၃၅၀နဲ့ရှူတင်ရိုက်အောင်ကျွန်တော်ခေါင်းတွေကိုင်နေတာ ဒါကြောင့်ကျွန်တော်တန်ဖိုးထားတာကျွန်တော်ဘယ်သူမှမဆဲဘူးဘယ်သူမှမပြောဘူးဘယ်သူမှနှိမ်ချမဆက်ဆံဘူးနော်ဝင်းနဲ့တက်မောင်သားတွေအကုန်လုံးနိုင်ငံမှာရှိနေဝင်းနဲ့အားလုံးကိုလေးစားတယ်ဒါပေမဲ့ဝင်းနဲ့နဲ့မှာကောင်းတာရှိလို့မကောင်းတာဥပမာကျွန်တော်တနေ့အလှူသွားလုပ်နေတယ်နေပြီးတော့မှငလင်မေးသိနေသွားလုပ်နေဖုန်းလမ်းဆက်တယ်ဖုန်းလမ်းဆက်အပယ်ရဲကိုဒီလိုမျိုးဒီလိုမျိုးဘာလဲလို့မေးတာအဖွားအသက်ဒီရှစ်ဥပဒေကြောင့် ဟာလာပတ်စံတောင်းတဲ့ဘာညာဆိုပြီးပြောတယ်သူမြို့နေရရွာပြောတယ်နာမည်တွေပြောတယ်ဟုတ်ပြီအဲ့လိုပြောလို့ကျွန်တော်မရဘူးလို့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တေချာဖိုင်နဲ့ဖို့ပြီးမှအဲ့ဥက္ကဋ္ဌဆိုကျွန်တော်မာယာဝင်ထွေးဖို့ကျွန်တော်လမ်းပြီးတော့ဆက်ပြီးတော့ကျွန်တော်ဒီတင်းကိုပို့ပေးမယ်။နောက်အဲ့တော့အမေကြီးဟိုနေပြပြောတဲ့ခါကျတော့ပြောတဲ့တိုင်နဲ့လူရတယ်ဘလို့တိုင်နဲ့သူဖုန်းနံပါတ်ကိုခြံလက်ပေးတာပါတဲ့မပြောပါနဲ့တဲ့ပို့လိုက်တော့ဒီကောင်ကိုထောင်ထဲတန်းပို့တယ်။ဟွန်း ကိုနံပါတ်တာဖုန်းနံပါတ်တောင်အတိမခံနိုင်ပြောတော့တနိုင်ငံလုံးသိအောင်ပြောခဲ့။ပိုင်ရဲကိုဆိုတော့နံပါတ်ကို TikTok ပဲဖြစ်ဖြစ် YouTube ပဲဖြစ်ရိုက်လိုက်ထွက်လာလိုက်မှမတပုတ်ကြီး။တနိုင်ငံဒီစကားတလုံးဟာနိုင်ငံဘလို့သိခါကြတော့မလဲ။ကျွန်တော်နိုင်ငံထဲမှာရှိနေတဲ့ဝန်ထမ်းတဝူတယောက်ကိုကျွန်တော်ဆဲရင်ကျွန်တော်မြန်မာကျွန်တော်မြန်မာလူမျိုးကျွန်တော်နိုင်ငံကိုဘယ်တော့မှအတိမခံနိုင်ကျွန်တော်မြန်မာနိုင်ငံတော့ကျွန်တော်လုံးဝအတိမခံနိုင်ဘူး။ဘာကြောင့်အတိမခံနိုင်လဲ။ဂုံသိခါအကြဆဲမခံနိုင်ဘူး။ နော်တကယ်လူဆိုတာကဗျာကောင်းတဲ့လူလည်းရှိမှာမကောင်းတဲ့လူလည်းဒီမကောင်းမကောင်းတဲ့ဒီလူလူတက်တယ်ဆိုလို့ရှိလို့ဒီလူတက်တဲ့လူကသူတက်ဝဲပြစ်ခံရမှာလေခင်ဗျာအကောင်လုံးပတ်ရမ်းနေလို့မရဘူးလေဟုတ်လားကျွန်တော်ပြောရရှင်းရှင်းလေးလေအေးတိုက်ဝဲဒီမှာတိုက်နေအေးဝဲပြောရမှာရခိုင်ဆိုတဲ့လူမျိုးထည့်ပြောစရာမလိုဘူးဟာလားအေးရခိုင်လူမျိုးပါတယ်မှတ်တယ်ရခိုင်လူမျိုးကြီးကိုထည့်ပြောစရာမလိုဘူးအေးအကျန်းဘက်ကိုပဲထည့်ပြောမှာဟုတ်လားအဲ့ကျွန်တော်ပြောရရှင်းလေးဒီ အရာရှိပါပြည့်ဒီဝင်နိုင်ပါပြည့်ဒီမှာလက်ပေးလောက်လောက်တဲ့ဒီလူဟုတ်ပြီဒီလူလုံးလို့ရှိရင်ဒီနေရာမှာလောက်တယ်ဆိုဒီနေရာထဲသူ့ထက်ကြီးတဲ့သူတိုင်ရမယ်ကျွန်တော်တခါပြောလဲဘုံကြီးရနေပြီးတော့မှဒီလိုမျိုးငွေကြီးနေလုံတယ်ဘုံကြီးဆိုတာပြန်နှံဝင်ရာရှိအခြားဆက်ဟိုအပေတွေမဟုတ်ဘူးပြန်နှံဝင်ရာရှိတရားဖြစ်ဖို့၄နှစ်၅နှစ်တက်ပြီးတော့သူ့အစင်ငယ်စင်ငယ်နေတက်နေရတာလမ်းမရစိတ်ကားနေနေကောင်မဟုတ်ပြောချင်တယ်ပြောလို့မရဘူးလို့ဟုတ်လားဒါပါပြောသူတို့အတန်ဖို့ကျွန်တော်သိတယ်ရဲဘော်တရားရဲ့တန်ဖို့တော့ကျွန်တော်သိတယ်ကျွန်တော်တို့ကအရှင်းတော့ဗဇက်ကတော့ဒီဘော်မှာ line ဘော်မှာပြောနိုင်တာ အဲ့ဒါသူတို့ကတကယ်လုံနေရတာတကြံဘာမှမသိတဲ့လူတွေမဟုတ်ဘူးအဲ့လူတွေဒီတိုင်းရတဲ့ကြောင့်လည်းဘာလို့ဘာမှမသိနေတဲ့လူတွေမဟုတ်သူတို့တိုက်ရမယ်ထက်ကမိပေးလုံရမယ်တာဝန်နေဒါတွေပဲရှိတာနော်ကျွန်တော်ကလည်းအပြစ်ပြောနေမှာတကယ်လို့အဲ့ဒီဘုံကြီးကိုရေးယူစေချင်တာဟုတ်ပြီသူက file နေကျွန်တော်စီပို့လိုက်ကျွန်တော်စစ်လိုက်မယ်မှန်ကန်ပြီဆိုရင်တိုင်ရင်မှုစီလမ်းပို့မယ်တိုင်မှုလုံးလုံးလို့ချင်းဗျူဟာမှုစီပို့မယ်ဗျူဟာမှုလုံးလုံးတက်မှမှုပို့မယ်တက်မှမှုလုံးလုံးတိုင်မှုတိပို့မယ်တိုင်မှုမှထပ်ပြီးသူကရေးယူမှုမလုပ်ဘဲကျွန်တော်နေပြီးတော့ရုံးချုပ်ကိုပို့မယ်ကျွန်တော်ကရုံးလေးပဲဒါလောက်ရမှာ ဒီ line ကကျွန်တော်လာ online တော့ဗာဖြစ်လိုက်ဒီလူတွေတိတ်ခါကြတာဒီဟာမဟုတ်တဲ့ဒီလူတွေဗာမဟုတ်တဲ့လူတွေအတွက်ကျွန်တော်ရဲ့နိုင်ငံကြီးဂုံတိတ်ခါကြွားတာကျွန်တော်ရဲ့ owner ကအဲ့လောက်တွေးရမယ် line မှာကျွန်တော်ကအပိုင်ရဲ့ကိုကြီးဟိုအားလို့ပြောပေးတယ်ဒီအားလို့လုပ်မယ်ဆိုကျွန်တော်ထင်ကြီးဖို့မလို့ကျွန်တော်လာပြီးတော့ဟိုနေမြောက်သွားဖို့မလိုဘူးကျွန်တော်နာမည်ကြီးဖို့လည်းမလိုဘူးကျွန်တော်လူသိဖို့လည်းမလိုဘူးလုပ်ပေးနိုင်အောင်ကျွန်တော်လုပ်ပေးမယ်အပိုင်ရောတကယ်ကြတော့မဟုတ်ဘူးအဲ့ဒါတွေလမ်းကြောင်းတွေလွှဲနေနိုင်ငံကိုဒါတိတ်ခါကြတာ ဒါရိုးရိုးရှင်းရှင်းလေးပဲကျွန်တော်ယနေ့ချိန်ကြီးကျွန်တော်နိုင်ငံပေါ်မှာတိတ်ခါချတဲ့ဇာတ်ကယနေ့ချိန်ကြီးမပြောသေးဘူးပြောလည်းမပြောဘူးเนาะအဲ့အရာလေးတော့ကျွန်တော်ပြောပြမယ်တက်မတော်ကကဲစိမ်းမှလွဲလို့ကျန်တဲ့လူတွေလုံးဝမဝင်ခါကိုပိတ်ထားတယ်လုံးဝဝင်လို့မရအထဲမှာအသက်ရှင်နေရှိတဲ့လူတွေကဲတင်လို့မရဘူးဘာမှမရတော့တော့ရှော့လိုင်းပေါ်မှာဖွားတယ်အော်ဘိုင်ယန်ကိုစီကိုလည်းလှမ်းပြီးပြောတယ်လှမ်းပြီးပို့တာကိုဘကြီးဒီလိုမျိုးဒီလိုမျိုးရှိတယ်ဒီလိုမျိုးရှိတယ် ဒါပေမဲ့တကယ်ကြတော့ကျွန်တော်ကိုယ်တိုင်သွားကြည့်တဲ့အခါကျမဟုတ်ဘူးဟုံးစိုးငလင်ပြိုတယ်ရွာသားတွေဝင်လာတယ်ကဲတယ်လို့လို့ပါလို့လည်းအထဲမှာရှိတဲ့ပစ္စည်းတွေကိုပတ်ဆက်အိတ်တွေဖုန်းတွေလက်ကင်ဝင်တွေအဲဒါတွေကိုယူတာယူတာနော်ရှင်နေတော့တတ်ဖြစ်ခဲ့တဲ့ပုံစံမျိုးတွေရှိတယ်ကြားတယ်ဒါပေမဲ့ကျွန်တော်အမြင်မဟုတ်လို့ဒီစကားကိုအတီမြူနဲ့နော် လက်တွေပါရှိတော့မှတချို့လက်တွေပါညာအဟာဖြုတ်ပြချွတ်ချက်ယူသွားပြီးတော့မှကဲတလို့လို့ပါလို့နဲ့ရှင်တဲ့လူတွေကြတော့လည်းရှင်တဲ့အနေထားမျိုးလေးနဲ့ယူလို့မရတဲ့လူကဖဲဆိုမရှင်တဲ့လူကြကဲမလို့ပါနဲ့အကုန်ဖြုတ်ပြယူသွားတယ်ကဲလေးဖွဲရောက်လာတော့မြင်တယ်မြင်တဲ့အခါကျတော့သူတို့ကမပြောရဲဘူးပြဿနာအကြီးပြောတာသူတို့ကသူတို့တာဝန်နဲ့သူလာတာကဲတယ်ဖို့လာတဲ့ဆိုတော့လာကဲတာပဲရှိတယ်ကြံတဲ့ဆိုသူတို့လုံးမဟုတ်တဲ့တော့မလုပ်ဘူးအဲ့တော့အဲ့ဒါမြင်တော့အထက်ကိုတင်ပြလိုက်တဲ့ခါကျတော့ဒါဒါဒါကတော့ဒီလိုမျိုးရှိပါဆိုအဲ့မှာရှိတဲ့အရာရှိ ခေါင်းပေါင်းပေါ့ဗျာအကြီးဆုံးလူကနေပြောမှာအထက်ကိုပြန်နေမှာအဝယ်မခံနဲ့ဆိုမှာအဝယ်မခံလို့ဖြစ်ရတာအဲ့တော့သွားပြီးတော့ဟိုသူများဥစ္စာကိုမတရားသွားယူမဲ့သူတွေကဘာဖြစ်လဲဆိုအာကိုပါကြီးအဲ့လိုမျိုးဖြစ်ပြီးအော်ပေးပါဒါကျောတနေရင်လုံးသေးရဒါစစ်တပ်ကလုံးဝအဝယ်မခံဘူးကျောကယ်ဖို့တော့ကယ်လို့မအထဲမှာလူတွေကတည်တဲ့လူကတည်ကုန်ကြကယ်ပေးပါအော်နေဆိုကျွန်တော်တို့ကဒါဒီတိုင်းထိုင်ကြီးနေတယ်ဟာကွာတော့အဟုတ်မှလို့တကယ်ကြတော့အဲ့လိုမျိုးအဲ့ကောင်တွေအကုန်တော်တော်များများကဘာလုပ်လဲဆိုတော့ ဒုစရိုက်လုပ်ငန်းသွားလုပ်ဖို့လူဖို့ယူဖို့ဖြတ်ဖို့တော့ကိုတာဝန်ယူတာတကယ်ကြတော့တကယ်လားဖြစ်ရှင်းသွားတာနိုင်ငံသားကဒါကျွန်တော်တို့အွန်လိုင်းနေပေါ့ကေဇေးဖွဲ့ဒီမြန်မာနိုင်ငံကေဇေးဖွဲ့ဒီကေဇေးမြန်မာနိုင်ငံကေဇေးဖွဲ့နိုင်ဝတင်းရောက်တယ်အဲ့ညာတွေတနိုင်အတွင်းမှာအားလုံးပြီးစီကေဇေးနိုင်ဖို့အတွက်လှုပ်ဆောင်ကြတယ်နော်ကျန်တဲ့လူတွေကလည်းသူကနေသူနိုင်ငံတကာနေပြောလာပြီးကိုကြီးလာတာဒီလူတွေပဲကဲတော့ဟိုလူတွေဝင်ခဲ့တာမဟုတ်ဝင်လူရက်မှုလှုပ်တာနော်အဲ့ဒါကိုကျွန်တော်တို့ကပြောပြရအောင် ပြီးတော့ကျွန်တော်ကလည်းကျွန်တော်ပြောတဲ့စကားတစ်ခုရိုးရိုးပဲရှိတယ်ကျွန်တော်ကိုပြောပေးခိုင်းတဲ့ဆိုတဲ့ဟာမှဆိုတက်တဲ့တက်ကရတိတိကျကျနဲ့ပြောအဲ့ဒါဆိုရင်ကျွန်တော်ထိထိရရောက်လှုပ်ပေးမယ်ဒီလိုကျွန်တော်နာမည်ကြီးဖို့အတွက်ကျွန်တော်သိဖို့အတွက်ကျွန်တော်ကိုလူတကာသိဖို့အတွက်ကျွန်တော်လှုပ်လို့ရလှုပ်ရမယ်လူနေတဲမှာကျွန်တော်မပါဘူးကျွန်တော်ကိုလူသိတာမသိတာလဲကျွန်တော်စိတ်မဝင်စားဘူးသိဖို့မသိဖို့က ဒါအရေးမကြီးဘူးကျွန်တော်တယောက်ကူညီနိုင်တယောက်ကိုကူညီမယ်နှစ်ယောက်ကျွန်တော်ကကျွန်တော်ကူညီနိုင်တဲ့လောက်ကိုကျွန်တော်ကူညီမယ်ကျွန်တော်ရဲ့ပဋ္ဌာန်းစမ်းနဲ့ကျွန်တော်ရဲ့နဲ့တိုက်ဆိုင်မဲ့လူတွေကိုကျွန်တော်ကူညီနိုင်တဲ့အနေထားကိုကျွန်တော်ကူညီမယ်ဒါပဲကျွန်တော်သိတယ်နော်အဲအဲတခုပြောကျွန်တော်ကတော့ဟိုလူဟိုနေဖြစ်ပါဒီလူနေဖြစ်ပါဆိုဘယ်သူမှလည်းကျွန်တော်မဆဲဘူးဘယ်သူမှလည်းဘာမှမပြောကျွန်တော်ကိုပြောမယ်ဆိုရင်လည်းအဲတကယ်လို့ထိထိရောက်ရောက်ဖြစ်စေခြင်းနဲ့ဆိုပိုင်းရဲ့ထိထိရောက်ဖြစ်စေခြင်းနဲ့ဆိုလာခဲ့ရတယ်ထိထိရောက်ရောက်ပြောလိုက်ပို့လိုက်ရှားရဲစားတဲ့အကုန်ပို့